ရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာစူပါဆန်ဒေးပွဲစဉ်ဖြစ်လီဗာပူးနဲ့မန်ယူပွဲစဉ်ကိုပရိသတ်တွေအများမစိတ်ဝင်စားကြတာခင်ဗျာဟုတ်ကဲ့မန်ယူကနန်းကြပရင်ဆိုတဲ့အနေထားကိုရောက်နေပြီဖြစ်ပေမဲ့လီဗာပူးဆိုရင်သူကအချောမပေးစတဲ့ကန်တက်လေးရှိရလေအဖေဖလားတို့ပေါင်းမှဆိုအနန္တအောင်ပြခဲ့တာကိုလီဗာပူးကလည်းသူ့ရဲ့အကွင့်အန်ဖီမှာမန်ယူကို9ဂိုးကုန်ရှိနေအနိုင်ပြရတာလည်းရှိခဲ့တော့ပရိသတ်တွေကဒီပွဲမှာဘလို့ဖြစ်လာလိမ့်မယ်ဆိုတော့စိတ်ဝင်စားကြတာတယ်မန်ယူကကြတော့ လက်ရှိမှာတပွဲနဲ့တပွဲကြားဘရဒါမမန်မှုဒီတော့ချန်ပီယံလီဗာပူးကိုမန်ယူအန်ဖီမှာဘလို့ကံမလဲဆိုတာကိုပြည်သက်တွေကစောင့်ကြည့်ခြင်းခဲ့ကြတယ်အဲ့လိုပဲလီဗာပူးကြတော့လေမန်ယူနဲ့မကန်ခင်မှာပြိုင်ပွဲအရရ၃ပွဲဆက်တိုက်ရှုံးတာတော့ဒီပွဲမှာလီဗာပူးပြန်လာနိုင်မလားဆိုပြီးတော့ပြည်သက်တွေကစောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာတကယ်ပွဲကစားတဲ့အချိန်မှာတော့မန်ယူကလီဗာပူးကိုငကိုးတကိုးဆိုရရလနဲ့အနိုင်ယူသွားခဲ့ပါတယ်မန်ယူနီးပြအင်မိုရင်ဟာ သူ့ရဲ့ကစားကွက်ကိုပဲဒီပွဲမှာလဲခေါင်းမာမာနဲ့ဆက်သုံးခဲ့တယ်။၃လင်းနှစ်တည်းကစားကွက်နဲ့ပဲအသင်းကိုအထိုင်ချတယ်။မန်ယူကအသင်းကြီးရှင်ရှင်ထိတ်လိုက်တွေ့တဲ့ပွဲတွေမှာဆိုရင်ပိုကောင်းလာလေရှိရဲဆိုတဲ့အတိုင်းဒီပွဲမှာကစားပုံအတော်လေးကောင်းခဲ့တယ်။အခြေဆက်တွေမိခဲ့တယ်။အထူးဖြင့်ပထမမှာမန်ယူရဲ့ကစားပုံကအပြစ်ပြောစရာမရှိတော့အောင်ကိုပြီးပြည့်စုံခဲ့တယ်ခမ။လီဗာပူးကစားသမားတွေအတွက်ကတော့အဲပြိုင်ပွဲရဲ့သုံးပွဲဆက်တိုက်ရှုံးတာတော့ဗျာဒီပွဲမှာမနိုင်ဖြစ်အနိုင်ရအောင်ကစားရမယ်ဆိုတာကြီးကဖိအားကြီးတည့်ရလို့ဖြစ်နေခဲ့တယ် မန်ယူဟာကွန်ညာကိုတိုက်စစ်မှာအထောင်ထားတယ်ပြီးတော့မေဆန်မောက်နဲ့အန်ပြူမူနဲ့ကိုနောက်ရှံတိုက်စစ်တွေဖြစ်ပွဲထွက်လာစေခဲ့တယ်အာမက်ရဲ့အန်ပြူမူရဲ့ကွန်ညာရဲ့သူတို့အခြေဆက်တွေအရင်ကောင်းခဲ့တယ်ခမသူတို့၃ယောက်ရဲ့တွဲလုံးတွေကလီဗာပူးခန်းစစ်ကြောင်းကိုတော်လေးအလုရှုပ်စေခဲ့တယ်လီဗာပူးကပွဲစား၅မိနစ်မှာနေမန်ယူကိုဂိုးပေးလိုက်ရတဲ့အတွက်အတော့ကိုကြာများသွားခဲ့တယ်ဒီဂိုးကိုအန်ပြူမူကသွင်းပေးခဲ့တာဖြစ်ပါတယ်ပြီးတော့မန်ယူမှာဒီပွဲတော်တော်ကောင်းတာကတော့အသစ်ခေါ်ထားတဲ့ကိုသမလမ်းမင်း လီဗာပူး900နိုင်တော့တဲ့အပိုင်ကန်ချက်တွေကိုလမ်မစ်လက်ဆွမ်းပြကပဲသွားခဲ့တယ်။ပြီးတော့ကန်ဂျမားနဲ့လီဗာပူးကိုမျက်နှာသာပေးလို့ခင်ဗျ။လီဗာပူး900နိုင်လောက်တဲ့ကန်သွင်းညံတစ်ချက်ဟာမန်ယူရဲ့ဂိုးတိုင်ကိုထိပြီးတော့ပြန်ကန်ထွက်သွားခဲ့တယ်။ပထမအိမ်မှာတစ်ချိန်ဒုတိယအိမ်မှာတစ်ချိန်ဒုတိယအိမ်မှာဂတ်ဖို့ဆိုရင်ဂိုးရရရနေအပိုင်ကန်တာဗျ။အဲ့ဘောလုံးကလည်းဂိုးတိုင်ကိုမှန်ပြီးတော့ပြန်ထွက်သွားခဲ့လို့မန်ယူကန်ကောင်းသွားခဲ့တယ်။ပထမအိမ်မှာတော့မန်ယူကအမ်ပီမိုသွင်းယူပေးတဲ့လုံးတော့ကိုနဲ့လီဗာပူးဥဆောင်နေခဲ့တယ်ပေါ့လေ။ ုတိယမှာတော့လီဗာပူးကပိုကောင်းခဲ့တယ်ဘောလုံးပန်ဆိုင်မှုအသာစီးလေးရခဲ့တယ်ကစားကွက်လည်းအစည်းအနေထားကိုရောက်သွားခဲ့တယ်ခင်ဗျမန်ယူကတော့တံပြန်တိုက်စစ်တွဲလုံးတွေကိုအားပြုပြီးတော့ပဲလီဗာပူးကိုဒုတိယမှာချိန်ချောက်ခဲ့တယ်ဒါပေမဲ့မန်ယူရဲ့ချိန်ချောက်မှုတွေကတိတ်ပြီးတော့ထိအောင်မှုမရှိခဲ့ဘူးခင်ဗျအဲလီဗာပူးဘက်ကဆိုရင်ကမန်ယူကိုကွင်းတစ်ချမ်းလောက်ကိုစီးပြီးတော့ကစားနေခဲ့တာအထူးဖြင့်ပွဲကစားချိန်85မိနစ်နောက်ပိုင်းမှာမန်ယူကတသိန်းလုံးနီးပါးခံစစ်ဆောင်တွေကိုရောက်နေခဲ့တယ် လီဗာပူးကရှေးပါကူရောက်ဒရဂျန်ဆိုလိုတက်ဆစ်ဆင်လာတာအဲ့အချိန်မှာလူစားဝင်လာတဲ့ကစားသမားပေါ့လေရှေးစားဂိုးရီယာထဲမှာခင်းပေးလိုက်တဲ့ဘောလုံးဒီဘောလုံးကိုဒီကပိုကမိုင်ကိုးပေါင်းနဲ့လုံးဝအနိကန်နေထားတယ်ပိတ်ပြီးတော့တွင်သွားကြတာဒီဘောလုံးကတကယ်တမ်းဘူရီယာနဲ့ပြန်ကြည့်မယ်ဆိုရင်ကြလူကြုံနေထားမှာရှိတယ်ဒါမှမဟုတ်လူရပြန်မကြည့်ပေးခဲ့ဘူးရှေးပါကူပေးလိုက်တယ်အဲ့တော့ပွဲကစားချိန်88မိနစ်မှာကပိုရဲ့အဲ့ဒီတွင်ယူမှုနဲ့လီဗာပူးက ရှေးပါကိုပြန်ရောက်သွားတော့တကူတကူစီတင်ဖြစ်သွားတယ်။ဒီလိုရှေးပါကိုရပြီးတော့လီဗာပူးကကစားပုံပိုကောင်းလာတယ်။ပိုပြီးတော့ဖိလာတယ်။ဒါပေမဲ့မန်ယူကအခွင့်အရေးတစ်ကြိမ်စိုးတစ်ကြိမ်ကိုတစ်ကြိမ်ရောက်အောင်ချသွားတယ်။ပွဲကစားချိန်24မိနစ်မှာမန်ယူတောင်းကံပေါ်ရတယ်။အဲ့တောင်းကံပေါ်ကိုဘရူနိုဖာန်ဒက်စ်ကဂိုးရီယာအပြင်ဘက်မှာရှိနေတဲ့အမ်ပူမိုစီကိုပေးပို့လိုက်တယ်။အမ်ပူမိုကအဲ့ဒါကိုအားပါတဲ့ကန်ချက်နဲ့သူကလီဗာပူးကိုပေါ့စီကိုလှမ်းကန်တာ။လှမ်းကန်လိုက်တော့ဘောလုံးကလီဗာပူးကစားသမားတစ်ယောက်နဲ့ထိပြီးတော့ဂိုးရီယာအပြင်ဘက်ကိုပြန်ကန်ထွက်လာတယ်။ ပြန်ကန်ထွက်လာတဲ့ဘောလုံးကိုဘရူနိုဖန်ဒက်စ်ကတခါတည်းကိုလှမ်းပြီးတော့ကန်တင်ပေးပို့လိုက်တာဒီဘောလုံးကိုမန်ယူကစားသမားလုံးရောက်၃ရောက်ပြလုံးဝအသင့်အနေထားရှိနေကြတာအဲ့လီဗာပူးကန်ဆမူကိုနာတီးယားလည်းဖျက်ထုတ်ဖို့ခုံလိုက်ပြီမဲ့ဘောလုံးကသူ့ကိုကျော်ပြီးတော့မက်ကွာယာရဲ့ခေါင်းပေါ်ထက်ကိုအသင့်လုံးရောက်သွားတာအဲ့မှာလေမက်ကွာယာကဂိုးအောက်ထက်ကိုခေါင်းတိုက်ထည့်လိုက်တော့လီဗာပူးကိုခိုးဝင်သွားတဲ့အတွက်မန်ယူဒုတိယကိုရရှိသွားခဲ့တယ်မန်ယူကနှစ်ဂိုးတစ်ဂိုးနဲ့ ပွဲကိုပြန်ပြီးတော့ဥဆောင်လိုက်ရတဲ့အချိန်ဒီမှာသူကဘာလုပ်လိုက်လဲဆိုတော့ခံစစ်ကိုအားပြုပြီးတော့ထိန်းချုပ်လိုက်တယ်။လီဗာပူးရဲ့တိုက်စစ်တွေကိုသူကအဆင့်ဆင့်ဖြတ်ထုတ်ခံရခဲ့တယ်။ဒီလိုနဲ့လီဗာပူးကနာကျင်အချိန်မို့10မိနစ်မှဆိုရင်ကသူ့ဘက်ဒါရီချမ်းဖိတယ်လို့ဖိတာ။ဒါပေမဲ့မန်ယူဘက်ကိုလိုအပ်တဲ့ရှေ့ပါကိုပြန်မသွင်းနိုင်ခဲ့တော့ပွဲပြီးမှငကိုတကိုဆွဲကြလာနဲ့ရှုံးသွားခဲ့ရတယ်။ဒီပွဲအရှုံးရလာကြောင်းလီဗာပူးနိပြအာနစ်လော်လည်းဖိအားဝင်သွားခဲ့ဖြစ်ပါတယ်ခင်ဗျလီဗာပူးက အခုပွဲရှုံးရလာကြောင်းပြန်ပွဲအရေးအမှာလေးဝက်ဆက်တိုက်ရှုံးရတာဖြစ်သွားကြဖြစ်ပါတယ်။မန်ယူတော့ကတော့လက်ရှိချန်ပီယံလစ်ဗာပူးကိုအန်ဖီမှာအနိုင်ရလိုက်တဲ့အတွက်ဖီးယားရဲ့အောက်ကလွတ်မြောက်ပြီးတော့နှစ်ပွဲဆက်တိုက်အနိုင်ရလက်ကိုရယူသွားနိုင်ကြဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။